ကိုကိုတီတီဦးနဲ့နေဆက်ကြနေကြမှာပါဖြစ်လဲပေါ့နော်ဒါမဲ့ရမုံတက်တော့မှာတွေ့ရတော့အဲ့လိုနေဆက်ကြတော့ဖွာနေကြသလိုပဲမဟုတ်ဘူးလေပစ်စကြီးအဲ့လိုလုံးလုံးမဖြစ်ဘူးနော်ဆောင်းနှင်းပြူတက်စာဖောက်မသွားကြနဲ့နော်นี่สัจจะหรอพ่ออะไรไม่รู้จําล่ะญาติตุ้ยไล่ได้อ่า not thin be suggest to jet 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 ဆိုပြီးလဲပြောကိုပြင်တော့ edit တော့မယ်တင်တယ်จက်จက်จက်တော့ပြောနေสัจจะဟာဟာဆိုပြီးတွက်လာကောင်းပါတယ်လို့ ။ဘာဖြစ်ဒီကားလေးကိုဒီလိုမျိုးကြည့်ပေးပြီးတော့ဒီထက် character တွေကိုချစ်ပေးတာကိုပဲကြွာရမုံတို့ကဝမ်းတာပြီးပီတိဖြစ်နေတာပေါ့နော်။ရမုံတို့အက်တာတွေအကုန်လုံးကလည်းအချင်းချင်းဒီလိုမျိုးလေးဟိုအချင်းချင်းလေးပြောဖြစ်ကြရတယ်ဆိုတော့လေပြတတ်တီးကြည့်ပေးလို့လည်းကျေးဇူးအများကြီးတင်ပါတယ်။ဟိုအကုန်နဲ့ကကြတော့ဒါအပြင်မှာတော့ချစ်ချစ်ခင်ခင်ပဲရှိရဲ။ဒါပေမဲ့မြူနင်းတို့ထာဝရဝေရိုက်နေတဲ့စင်းတစ်ဆောက်လုံးမှာရမုံတို့ကအဲ့လိုခင်ခင်မင်မင်မရှိဘူး။ဘာလို့ဆိုတော့သူ့စိတ်ထဲမှာလည်းဆောင်းနှင်းဖြူဖြစ်နေမယ်ထင်တယ်။ရမုံဘက်ကနေလည်းနေဆက်ကြဖြစ်နေတော့ သူ့ကိုသွားပြီးစကားပြောဖို့ဟာကြတော့လေနေဆက်ကြဆိုတော့စိတ်ရှိနေတော့လေဒါရေမုံတို့အလုံးလုံးတဲ့အချိန်မှာတော့အဆင်ပြေပေမဲ့အဲ့လိုဘယ်လိုခေါမလဲအကိုကလည်းတိတ်မခွီဘူးအဲ့ဆိုသူကနေဆက်ကြမှုတွင်းနေရေမုံကလည်းသူ့နာမှာဆိုရင်တိတ်ပြီးမခွီဘူးဘာဖြစ်လို့လဲဆိုတော့အော်ငါဆောင်းနှင်းဖြူငါသူနဲ့မတည့်ဘူးအဲ့လိုမျိုးပေါ့နော်အာမကလည်းဟိုပေါ်မှာဟိုအဲ့ကြောင့်ဟိုပြည့်သက်တွေကြည့်မယ်ဆိုလို့ရှင်တော့ဒါဆောင်းနှင်းဖြူရဲ့ဒေါသတွေတော့ခံစားရမယ်ထင်တယ်အရင်ဟိုဘယ်လိုခေါမလဲ စိတ်နာနေရမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်အောင်လဲရမုံတို့စူးစမ်းထားတာပါဟုတ်အဟုတ်ကဲ့မင်္ဂလာပါရှင်ဒီနေ့ကတော့ဒါ M Street ဝင်းမှာဒါရမုံရဲ့ချစ်မပေါ့နော်ချစ်တော်အမကဒါဆိုင်လေးဖွင့်လို့ရမုံကလည်းလာပြီးတော့တက်ရောက်ကွန်ပျူပေးတာပါရှင်အော်ရမုံဘွားတက်ကကြတော့ရမုံကိုချစ်ပေးပြီးတော့ရမုံကလည်းချစ်ရတဲ့သူတွေကရမုံတို့ကအရန်တန်ဖို့ရှိတယ်အဲဥမာရမုံရဲ့မိသားစုရှိမယ်ရမုံရဲ့တငယ်ချင်းတွေရှိမယ်ရမုံက quality time ကိုဟိုဖြုံးသွားပါပေါ့နော်ရမုံရဲ့ quality time တွေကို quality ရှိရဲ့သူတွေနဲ့အတူတူဖြတ်တန်းရအရန်ပြောတဲ့လူဖြစ်တဲ့အတွက်အဲကိုချစ်တဲ့လူတွေကို ချက်တဲ့လူတွေကိုလိုအပ်နေတဲ့အချိန်မှာရှိနေပေးရတာကိုအရန်ကြိုက်ပါတယ်။ ဒါမြင်းနင်းတို့ထာဝရဝေကတော့ရာရမုံတို့ရိုက်ထားတာလွန်ခဲ့တဲ့တစ်နှစ်ကပေါ့နော်ရိုက်ထားတာအဲရမုံဒါမြင်းနင်းတို့ထာဝရဝေရိုက်ဖို့အတွက်ရမုံလည်းအဲဒရိုက်တာရင်းနဲ့ပေါ့နော်တေချာတိုင်ပင် protection နဲ့တိုင်ပင်ပြီးတော့အလိုမျိုးအများကြီးပြင်ဆင်ခဲ့ပါတယ်ဟုတ်အဓိကတော့ဒါဘယ်လိုခေါ်မလဲစောင်းနှင်းဖြူဟာငယ်ဘဝမှာတော့ तू ကအဲလိုကလေးဆိုတော့ तू ဒေါက်ခင်မမာမင်းကို तू ပြန်ပြီးပြောလို့မရတဲ့အတွက် तू ကကြတော့ပြန်ပြောလို့မရတဲ့ဝန်းနေမှုပေါ့နော်ရမုံကကြတော့အသက်ကြီးလာတဲ့အချိန်မှာရမုံတို့ကကြတော့ရမုံ character ပေါ့နော်ဒီကြီးလာတဲ့အချိန်မှာကြတော့စောင်းနှင်းဖြူဟာ तू ကစိတ်ပိုင်းဆိုင်ရာ အရအဲ့လို trauma ဖြစ်သွားပြီးတော့သူကစိတ်ပိုင်းဆိုင်ရာအရမုံတီးပြီးနာကြီးတာပေါ့နော်အဲသူ့တခြားเจ้าနေအကုန်ပြောလို့ရတယ်ဒါပေမဲ့အဲ့နေဆက်ကြပေါ်လာရင်သူနေဆက်ကြအရန်မုံတယ်ဘာလို့ဆိုတော့ချက်ချက်လေးကိုတာပေါ့နော်ချက်ချက်လေးကိုတာနေဆက်ကြနဲ့တော့တင့်တင့်နေအစိတ်ကြွေးပြီး နေဆက်ကြအစိတ်ကိုဝယ်လာပေးရသူဆိုတော့သူဟာအဲ့အဖြစ်မှန်တွေကိုမမနန်းချယ်ရီပြောပြထားလို့သူသိထားတယ်။သိထားတော့အသက်ကြီးလာတဲ့ကြီးလာတိုင်းကြီးလာတိုင်းမှာသူကအဲ့လိုကြက်ကြက်အုပ်ကူသွားလိုက်ဗာလိုက်နေပေါ့နော်။သူ့ရဲ့စိတ်ထဲမှာသူတို့ကိုနာကြီးရဲ့နာကြီးချက်တွေအများများလာပြီးတော့ဒေါခင်မမမင်းကိုသူကကြောက်တဲ့စိတ်တော့ရှိရဲ့။ဒါပေမဲ့နေဆက်ကြကြတော့ရွယ်တူဖြစ်တဲ့အတွက်သူကဒေါသထွက်ပြီးတော့သူကနေဆက်ကြအောင်ရင်အရန်နာကြီးရဲ့သူက ဟိုနှစ်ဆမုံတာပေါ့နော်ငငယ်တုန်းကထက်ငငယ်တုန်းကနေဆက်ကြောင်မုံတာထက်ကြီးလာတော့နေဆက်ကြောင်သူကနှစ်ဆမုံတာပေါ့အဲ့လိုနည်းနည်းလေးဟို trauma ပုံစံမျိုးနဲ့ဟုတ်အဲ့လိုမျိုးလေးလောက်ထားပါတယ်ဒီကားရိုက်လို့ဒီလိုဒီကားဒီ character ကြောင့်နှလုံးရောဂါရမျိုးမဟုတ်ပဲနဲ့အော်အပြင်းမာစာငါတကယ်ဒီလိုမျိုးခံစားရမယ်ဆိုရင်ပေါ့ဘာလို့မဆိုအဲ့လိုမျိုးလေးဖြစ်သွားမလားပေါ့နော်ဘာလို့လဲဆိုတော့ကိုချိရိုက်လို့အကုန်လုံးတပြိုင်တည်းတည်သွားတာအဲ့လိုဟိုဘာလဲမက်ဘာတာတို့ဘာလို့ဆိုလို့ရှိရင်အဲ့လိုကန်အကျိုးကြောင့်အဲ့လိုမျိုးဖြစ်ပြီးတော့ယူဝါတွေလည်းရှိရဟုတ်ဆောင်းနှင်းပြကြတော့သူကမယူဘဲနဲ့သူကကြံ့ ်းကြံ့ခံတာပဲမဲ့ဟိုရမုံသာစောင်းနှင်းပြူနေရာမှာဆိုရင်အဲ့လိုအဲ့လို အတန်ယူရမယ်ထင်တယ်အဲ့လိုရောဟုတ်ဟိုဒီမုံဒီကောက်ကိုရိုက်ကူတဲ့အချိန်မှာပေါ့နော်ယမုံကအရန်အဲ့လိုပျော်တဲ့ type ဆိုတော့ပြီးတော့အဲဒါဒီမြူနင်းတို့ထာရဝေမှာရှေ့ထင်းနေအကုန်လုံးကလည်းဘတ်စတော့မှမရှိဘူးယမုံတို့ကအရန်ပျော်ပျော်ရွှင်ရွှင်နဲ့အဲလှုပ်လှုပ်ကြတာဖြစ်တဲ့အတွက်အဲ့လို on scene မှာအမြင်နဲ့ယမုံကခွိနေရယမုံစီမှာရှေ့ behind the scene နေယမုံအခုအပိုင်းတွေတက်တာတင်တော့မယ်ဆိုကြည့်လိုက်ဟာတာတွေပဲဖြစ်နေလို့အခဏနေပေါင်းကဝါလာလိုက်ပါဦးမယ်လို့ဒါလေးတွေကိုတင်မတင်သေးပါဘူးလို့ဟိုပြီးမှပဲ behind the scene တင်မယ်ပေါ့နော်ဘာလို့လဲဆိုတော့အဲ့လိုအရန်ခွိနေရတယ်များတော့လေ ဒါမဲ့ on scene မှာ character ရိုက်ပြီဆိုရင် director မကြိုက်မချင်းရေမုံပြန်လုပ်ပေးတယ်ဆရာကြိုက်လားဆရာမဟုတ်သေးဘူးနည်းနည်းလေးထပ်တင်ပေးပါဆိုလဲရေမုံရအောင်ထပ်တင်ပေးတယ်မဟုတ်သေးဘူးနည်းနည်းလေး short ပေးပါဆိုတဲ့ short ပေးတယ်ဒါတွေအကုန်လုံးရေမုံဘယ်လိုခေါ်မလဲအားလုံးနဲ့ပေါ့နော်တန်တန်မြင်မြင် character လေးကိုကျူစားထားပါတယ်ပင်မန်းပါလေအဓိကတော့ဘယ်လိုခေါ်မလဲဟိုဒိုင်ဟန်ဆောင်ပြီးတော့ပဲငူရတယ်ဖြစ်စေဟန်ဆောင်ပြီးတော့ပဲမွန်းကျက်ရတယ်ဖြစ်စေပေါ့နော်ရေမုံတို့ကတေးဥဆောင်နေဆိုပေမဲ့အဲအနေနဲ့အများတော့ဒီ character ရဲ့အမှုကတော့ကိုယ်စီမှာရှိပါတယ်ဒါပေမဲ့အဲ့လို ဆင်းပြီးပြီဆိုရင်အားကြောင့်ရေမုံတခြင်းနေဖွင့်လိုက်တယ်ရေမုံကရင်ကနေတယ်အတခြင်းနေဖွင့်မယ်အကုန်လုံးလိုင်းနောက်ရင်နောက်နေတယ်အဲ့လိုမျိုးပေါ့နော်ကိုကကိုပဲ stroke ကိုပြန်ဖြေရတာပေါ့ဟုတ်အဲ့လိုမျိုးဖြစ်ပါတယ်ဟုတ်အတိအကတော့ဒါရေမုံအခုချိန်ထိမှာအခုဆိုရင်ကွာကိုကိုတီတီကိုလည်းရောက်လာပြီအဲရေမုံက snow white ကပေါ့နော်သူကငငယ်လေးကတည်းကကိုကိုတီတီကိုကအရန်ချစ်တယ်ဒါပေမဲ့နေဆက်ကြဆန့်ကျင်ဘက်သူကအရန်မုံတယ်အဲ့တော့ဒီကိုကိုတီတီကိုနဲ့နေဆက်ကြရဲ့ဂျားမှာ snow ကဘာကြီးဆက်ပြီးတော့ဖြစ်မလဲဆိုတော့ဖိတက်ကိုအဲ့လိုလုပ်ခေါမလဲ ဟိုကြည်ခံမှာပေါ့နော်ဆက်လက်စောင့်ကြည့်ပေးပါချီရီမကံမကောင်းအဲ့လိုစနိုးမိုက်လေးချီရီမတော့သူကံမကောင်းလေးတော့ဖြစ်နေအဲ့လိုမျိုးဟုတ်တယ်ပြန်ပြောလိုက်ပါလားဟုတ်တယ်ငိုပဲငိုမနေနဲ့အဲ့ပရိသတ်မပြောခင်ရမုံတို့အရင်ပြောတာရမုံကစနိုးမိုက်အငယ်လေးရောပြန်ပြောတော့မဟုတ်ဘူးပြန်ပြောချင်တာပြန်လုပ်ချင်တာသူများအိမ်ပေါ်လဲတက်နေသေးတယ်အဲ့လိုမျိုးဟိုမက်ဂရိတ်ချန်ကိုလေဒေါခင်မမမင်းဟုတ်ပါဘူးဒေါခင်မမမင်းဟုတ်တယ်ဒေါခင်မမမင်းကိုလေအာအော်ငါတို့အဲ့လိုမျိုး ဘယ်လိုခေါမလဲဒီလောက်ထိလုံနေတာပြန်ပြောရမှာပြန်ပြောရမှာအဲ့လိုမျိုးပေါ့နော်ဒါမှလည်းမပြောဘူးအမပြောတော့ရမုံတို့လည်းရိုက်နေတဲ့အချိန်မှာကက်ဘာလို့ပြန်မပြောလဲဒါထိလုံနေတဲ့ဟာကိုဆိုအဲ့လိုမျိုးရရှိရပါတော့နော်ဘယ်လောက်မုန်းချက်ခဲ့လဲဆိုတော့ က်ကအခုတော့ညာရမုံးရဲ့ငယ်ဘဝကိုကြည့်နော်မွန်ချက်တာကိုခန်းစားမိလိမ့်မယ်ဒါပေမဲ့ကြီးဘွားရောက်လာတဲ့အချိန်မှာငယ်တော့ကမွန်ချက်မှုကိုနားလဲပြီးတော့ကြီးလာတဲ့အချိန်မှာစောင်းလင်းဖြူကဒီလိုစိတ်ဘာလို့ပြောင်းလဲသွားလဲလူဆိုတာပြောင်းလဲတာကို तू ကငငယ်လေးကလေးကနုနယ်တဲ့ကလေးရဲ့စိတ်မှာ तू ကအဲ့လိုဒဏ်ရာတွေပေးပါများတော့ကလေးကမာသွားတာတာမန်ကိစ္စလေးကို तू ဟိုဟာမဖြစ်ဘူးဆိုပေမဲ့ तू ကပြန်ပြောလို့လည်းမရဘူးကိုယ့်ရဲ့မိထွေးဖြစ်နေတယ်ပြီးတော့အဖေကပိုင်နေအဖေကလည်းကိုယ့်ဘက်မှာ तू ကတိတ်ပြီးတော့ဟိုရှိရရှိပေမဲ့ တကယ်ဆောင်းနှင်းပြုလိုချင်တဲ့ပုံစံမျိုးနဲ့တော့ရှိမနေခဲ့ဘူးပေါ့နော်ဥမာအဲငါသမီးကိုမထိနေတော့ဟိုသမီးလေးသဘောတို့ပါတော့အဲ့လိုမျိုးမရှိပဲနဲ့ဒီတိုင်းဟိုအဲတက်မလားဟိုသမီးရဲ့သူတို့နဲ့အဆင်ပြောင်းနေလိုက်ပါအဖေရဲ့စိတ်ထဲမှာဆောင်းနှင်းပြုကဒေါခင်မမမင်းတို့နေဆက်ကြတို့သူတို့မိသားစုနဲ့အဲ့လိုအဆင်ပြေပြေမနေဘူးလို့အဖေကထင်နေတာတကယ်တော့ ဆောင်းနှင်းပြူအဆင်ပြေပြေနေချင်တောင်မှသူတို့တွေကဆောင်းနှင်းပြူပိုင်ဆိုင်မှုတွေကိုတတ်မှတ်နေရဖြစ်တဲ့အတွက်ဆောင်းနှင်းပြူအဆင်ပြေပြေနေလို့မရအောင်အဲ့ဒါကိုလည်းအဖေနဲ့စကားပြောချင်းပေမဲ့အဖေကိုယင်ဖွင့်ချင်တဲ့အခါကျလို့ရှင်ဒေါခင်မမင်းကပတ်ထုတ်သွားအဲ့ဒါပြိတ္တကတိတယ်ပြိတ္တကမဟုတ်တိတိပါတယ်ဟိုအကူနဲ့ကကျတော့ဒါအပြင်မှာတော့ချစ်ချစ်ခင်ခင်ပဲရှိရဒါပေမဲ့မြူနင်းတို့ထာဝရဝေရိုက်နေတဲ့စင်းတစ်ဆောက်လုံးမှာရမုံတို့ကအဲ့လို ခင်ခင်မင်မင်မရှိဘူး။ဘာလို့ဆိုတော့သူ့စိတ်ထဲမှာလည်းဆောင်းနှင်းဖြူဖြစ်နေမယ်ထင်တယ်။ရမုန်းဘက်ကနေလည်းနေဆက်ကြဖြစ်နေတော့သူ့ကိုသွားပြီးစကားပြောဖို့ဟာကြတော့လေနေဆက်ကြဆိုတော့ ိတ်ရှိနေရောလေဒါရေမုံတို့အလုံးလုံးတဲ့အချိန်မှာတော့အဆင်ပြေပေမဲ့အဲ့လိုဘယ်လိုခေါမလဲအကိုကလည်းတိတ်မခွီဘူးအဲ့ဆို तू ကနေဆက်ကြမှုတွင်နေရေမုံကလည်းသူ့နားမှာဆိုရင်တိတ်ပြီးမခွီဘူးဘာဖြစ်လို့လဲဆိုတော့အော်ငါစောင်းနှင်းဖြူငါသူနဲ့မတည့်ဘူးအဲ့လိုမျိုးပေါ့နော်အဲ့မှာလည်းဟိုပေါ်မှာဟိုအဲ့ကြောင့်ဟိုပြိသက်တွေကြည့်မယ်ဆိုလို့ရှင်တော့ဒါစောင်းနှင်းဖြူရဲ့ဒေါသတွေတော့ခံစားရမယ်ထင်တယ်အရင်ဟိုဘယ်လိုခေါမလဲ စိတ်နာနေရမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်အောင်လဲရမုံတို့စူးစမ်းထားတာပါဟုတ်ဟိုမမနန်းချိန်နဲ့လည်းနောက်ပိုင်းကျရင်အဲ့လိုမျိုးအချစ်တာကြီးလာအောင်မယ်ပြီးတော့ကိုကိုတီတီဦးနဲ့နေဆက်ကြံနေကြမှာပါဖြစ်လဲပေါ့နော်ဒါမဲ့ရမုံတက်တော့မှတွေ့ရတော့အဲ့လိုနေဆက်ကြံတော့ဖြွာနေကြသလိုပဲမဟုတ်ဘူးလေပရိသတ်ကြီးအဲ့လိုလုံးလုံးမဖြစ်ဘူးနော်စောင်းနှင်းပြသစ္စာဖောက်မသွားကြနဲ့နော် နေစက်ကြောက်ဖွာအဲ့လိုမျိုးတက်မလားညီမတွေ့လိုက်တယ်အာ nothing be suggest to jet 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 ဆိုပြီးလဲပြောကိုမျက်နှာအက်တစ်တော့မယ်တင်တယ်ချက်ချက်ချက်တော့ပြောနေစက်ကြောက်ဟာဟာဆိုပြီးတွက်လာကောင်းပါတယ်လို့ ။ဘာဖြစ်ရဒီကားလေးကိုဒီလိုမျိုးကြည့်ပေးပြီးတော့ဒီထက် character တွေကိုချစ်ပေးတာကိုပဲကြွားရမုံတို့ကဝမ်းတာပြီးပီတိဖြစ်နေတာပေါ့နော်။ရမုံတို့အတ္တတွေအကုန်လုံးကလည်းအချင်းချင်းဒီလိုမျိုးလေးဟိုအချင်းချင်းလည်းပြောဖြစ်ကြရတယ်ဆိုတော့လေပြတ်သက်တည်ကြည့်ပေးလို့လေကျေးဇူးအများကြီးတင်ပါတယ်။အဲဆက်ပြီးတော့လည်းကြည်ပါကြဖို့ရမုံကတောင်းဆိုတင်ပါတယ်ရှင်။ဒါဆိုရင်မြူနင်းတို့ထာဝရဝေအပိုင်းနောက်ပိုင်းနေမှာရမုံနဲ့အတူတူဆက်ပြီးတွေ့ကြပါမယ်။ကျေးဇူးတင်ပါတယ်။